ပြည်ရင်းခွန်များဦးစီးဌာနရဲ့တရားဝင် website ကိုပုံတူကိုးပြီးပြည်သူတွေရဲ့ကိုရေးအချက်အလက်တွေကိုဆက်သွင်းကငွေကြေးတောင်းခံတာနဲ့သွေးဆောင်ဖျားယောင်းတာတွေရှိတဲ့အတွက်သတိပြုဖို့ပြည်ရင်းခွန်များဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ပြည်ရင်းခုမြအုပ်စည်းဌာနရဲ့တရားဝင် website ကိုပုံတူကိုပြီးမတမသူတွေဟာအခွန်တန်းပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို social media ကတဆင့်ဖြစ်စေတယ်လီဖုန်းနဲ့ခေါ်ဆိုဆက်သွယ်ပြီးငွေကြေးတောင်းခံတာ website အထုကိုဝင်ရောက်စေပြီး mobile application ကို download လုပ်ဖို့သွေးဆောင်ဖျားယောက်လျက်ရှိတာကြောင့်အထူးသတိပြုကြဖို့နဲ့တနင်္လာဖြစ်ပွဲတစုံတရာရှိပါကတယ်လီဖုန်းနံပါတ်3963433913နဲ့3963433953ထံဆက်သွယ်မေးမြန်းနိုင်ကြောင်း ဦးစီးဌာနရဲ့တရားဝင် URL ဟာ https://www.irt.gov.mm/ ဖြစ်ကြောင်းဦးစီးဌာနကတရားဝင် website မှာဖော်ပြထားပါတယ်။2025ခုနှစ်ဩဂုတ်လအတွင်းကလည်းပြည်ရင်းခွန်ဦးစီးဌာနကလို့ဆိုပြီး online ကနေတဆင့်လိမ်လည်မှုတွေများပြားခဲ့ပြီးငွေကြေးဆုံးရှုံးရတာတွေရှိခဲ့ကြောင်းအခွန်ဆောင်ဖို့လို့ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ Viber နံပါတ်တွေကိုကနဦးဆက်သွယ်အကြောင်းကြားလာတာဖြစ်ပြီးနောက်ပိုင်းမှာဖုန်းခေါ်ဆိုမှုတွေပြုလုပ်ကြအောင် Fiber ကနေတဆင့်ပေးပို့ထားတဲ့အချက်လက်တွေမှန်ကန်မှုရှိမရှိစစ်ဆေးပေးဖို့ပြောကြကြောင်းအဲ့နောက်ပေးပို့ထားတဲ့လင့်နယ်ကိုဝင်ရောက်ပြီးစစ်ဆေးပေးဖို့ပြောကြကြောင်းစီးပွားရေးလုပ်ငန်းရှင်တို့ကပြောကြခဲ့ပါတယ်။ဒီလိုလိမ်လည်မှုတွေမှာစီးပွားရေးလုပ်ငန်းကြီးတွေတာမကလုပ်ငန်းငယ်တွေမှာလည်းအလားတူပုံစံနဲ့ online လိမ်လည်ခံရမှုတွေဖြစ်ပွားခဲ့ပြီးငွေကြေးဆုံးရှုံးတာတွေရှိခဲ့တယ်လို့သိရပါတယ်။